အကိုရိုင်းပန်တောင်မြို့နယ်အတွင်းရှိဆင်းလန်စကန်နဲ့ပွိုက်ချုပ်သလိုစကန်ကုဖက်စစ်ကူတဲလာတဲ့စစ်ကောင်စီတပ်ကိုအေအေအရခတ်တော်နဲ့မဟာမိတ်တွေကပိတ်ဆို့တက်ခဲတဲ့အတွက်တိုက်ပွဲပြစ်ထန်နေတယ်လို့နေရဇရာကဖော်ပြပါတယ်။ကော့ဘတ်ဆာစစ်ချောင်းနီရှိကာကင်းစကန်ပွိုက်ချုပ်သလိုစကန်စီစစ်ကူပိုရင်အင်အား200ခန့်ပါတဲ့စစ်ကြောင်းတစ်ခုညောင်ချီတော့ဖက်ကနေတက်လာစဉ်အခုလိုတက်ခဲတာဖြစ်တယ်လို့စစ်ဖက်သတင်းရက်ွက်တွေကပြောပါတယ်။လောက်ခဲ့တဲ့တလခတ်ကဒီနေရာမှာတိုက်ပွဲပြစ်ထန်ပြီးပြန်ညိသွားတယ် ဲ့ဒီတော့ကိုလန်းကလည်းရိတ်ခါမပို့ပဲလေချောင်းကလည်းပို့နေတယ်အခုရပန်နော်ဒဂျီစစ်ကြောထပ်တက်လာတဲ့အတွက်တိုက်ပွဲထပ်ဖြစ်တယ်လို့ဖော်ပြထားပါတယ်ချစ်ပင်နယ်မြောက်ပိုင်းတိတိမျိုးဝင်နာရှိတောင်ကုတ်ဘော့ကစစ်ကောင်စီစခန်းကို PDF ဇိုလန်းကဝင်တိုက်ပြီးနောက် recorder လက်ခွက်ကနေမြို့တွင်းလမ်းအလုပ်ကိုစစ်တပ်ကပိတ်ဆို့ထားလိုက်တယ်လို့ချင်းဝေါ်မီဒီယာကဖော်ပြပါတယ်နိုဝင်ဘာ29မနက်8:00နာရီခွဲကမှာတိတိမျိုးအဝင် ဆမ်မြူရယ်တောင်ကုန်းမှာတိုက်ပွဲဖြစ်ပြီးတဲ့နောက်အခုလိုလမ်းတွေပေးထားလိုက်တယ်လို့ဆိုပါတယ်တိုက်ပွဲဖြစ်နေချိန်မှာမြို့တွင်းရှိခလရနှင်း၆ခုကနေလင်းနေကြီးတွေပြစ်ကူပေးပြီးမင်းနဲ့ဆန်နိုင်ကျော်တီသနတ်တန်တွေဆူညံနေတယ်အခုတော့ပြန်ညိသွားပြီလို့ဒေသခံတွေကပြောပါတယ်တိတိနဲ့တိုင်ငင်ကြားတိတိနဲ့ဖလန်းကြားမှာတိုက်ပွဲတွေဆက်တက်ဖြစ်နေတယ်လို့သတင်းတွေထွက်ပေါ်လာနေစဉ်အခုတိတိမြို့နာထီတိုက်ပွဲတန်တွေကြားလာရတာဖြစ်ပါတယ် ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာမှာစစ်ကောင်စီတန်းတဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော်ဦးစော်တဲ့မဟာမိတ်တပ်တွေကြားတိုက်ပွဲပြင်းထန်ပြီးစစ်တပ်ဘက်ကလက်နက်ကြီးပစ်ကူပြင်လေကြောင်းပစ်ကူပါတုံးနေတယ်လို့ကချင် Wave ကဖော်ပြပါတယ်။ဒီဘန်25မနက်ပိုင်းမှာဝူဟန်ကျေးရွာရှိရွာသားတွေနေပူစာထွက်လွနေချေလက်နက်ကြီးကျလာတဲ့အတွက်အချို့တန်းရပြီးမိကီနာဆေးရုပ်စီအရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့လည်းလူမှုကွန်ရီအသင်းတွေကပြောပါတယ်။တခါအဲ့ဒီနေ့ည7:00နာရီကမှ ရွှေညောင်မင်းကြည်ရွက်ကိုဂျက်ဖိုင်တာကဗိုလ်ကျဲတဲ့အတွက်အရသာတိခတ်မှုရှိတယ်လို့လည်းဆိုပါတယ်။ဝိုင်မော်ဝါရှောင်းလမ်းကြောင်းပေါ်ရှိတိုက်ပွဲဖြစ်နေတဲ့လက်မြန်ဝူယန်ကြည်ရွက်တွေဟာဝိုင်မော်ကနေတရုတ်နယ်စားရှိကပက်တီပန်ဘွာမျိုးတွေပဲသွားတဲ့လမ်းကြောင်းပေါ်မှာတည်ရှိတဲ့ပြင်မြို့စောက်တက်ခလရ58နဲ့လည်းသိမဝေးဘူးလို့ဖော်ပြထားပါတယ်။တရုတ်ဆွေရရဲ့ဂျောင်းဝင်ဖိအားပေးမှုရ တရင်လေးတမ်းမျိုးသားလိုမျိုးတက်မတော်ကနေဒီလကိုရင်စစ်ကောက်စီတန်းပြန်ပေးရမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့မိုးကိုမျိုးကနေ PDF ပြည်သူ့ကကွယ်တပ်တွေစတင်ဆုတ်ခွာနေပြီလို့ရွှေပြည်မြေကဖော်ပြပါတယ်။မြို့ရင်းမှာ PDF တပ်တွေမရှိတော့ဘူးအကိုဆုံးသွားပြီးမြို့ခံအများစုလည်းထွက်ပြေးတိတ်ရှောင်ကုန်ပြီးဆိုင်တော်များများလည်းပေးထားတာမြင်ရတယ်စစ်တပ်ဝင်လာတာတော့မတွေ့ရသေးဘူးလို့မြို့ခံတူကပြောပါတယ်။ မုတ်ကုတ်မျိုးထမှာမန္တလေး PDF ပါဝင် မုတ်ကုတ်ပြူဟာနဲ့မုတ်ကုတ်ပကဖောက်တွေလှုပ်ရှားနေတာဖြစ်ပြီးအခုအဲ့ဒီတာတွေအလုံးမျိုးထက်ကနေခွာလိုက်တဲ့သဘောဖြစ်တယ်လို့ VP မြေကဆိုပါတယ်ဒါပေမဲ့မန္တလေး Free Press ကတော့တရင်လေကဆုတ်ခိုင်းတဲ့အတွက် PDF တွေဆွဲရတာသာ ဖြစ်ပြီးအဲ့ဒီလိုဆုတ်ပြီးနောက်မှာစစ်ကောင်းစီတပ်သား200နိဘတ်ကိုတရင်ကဥဆောင်ပြီးမုတ်ကုတ်မျိုးထခေါ်သွင်းလာတယ်လို့ဖော်ပြပါတယ်တရင်နဲ့ PDF တွေဖက်ကတော့မုတ်ကုတ်မုံမိနောက်ဆုတ်အခြေအနေနဲ့ပတ်သက်ပြီးဘာမှသတင်းထုတ်ပြန်တာမရှိသေးပါဘူး အခုလိုချင်းနေအောင်မှာအထူးသဖြင့်အားလုံးပါဝင်ပြီးလိုအပ်တဲ့ဆွေးနွေးပွဲမလုံနိုင်သေးပဲရွေးကောက်ပွဲကျင်းပလို့မယ်ဆိုရင်အာဆီယံအနေနဲ့မြန်မာကိုပြန်လည်ချိတ်ဆက်ရတာခက်ခဲသွားနိုင်တယ်။အခုချိန်ဟာဒေါ်ဆန်းစီကိုလှုပ်ပေးဖို့အခြေတမ်းပြီလို့ထိုင်းနိုင်ငံခြားဝန်ကြီးဆီယာဆက်ဖွန်ကဲကယောက်ကပြောဆိုလိုက်ပါတယ်။လူဘာ25ကကွာလန်လန်ပူရှိနိုင်ငံခြားသတင်းစာဆရာများအသင်းတိုင်းမှာပြုလုပ်တဲ့သတင်းစာရှင်းပွဲတွင်ထိုင်းနိုင်ငံခြားဝန်ကြီးကအခုလိုပြောဆိုသွားတာဖြစ်ပါတယ်။ မြို့သားညွေဆွေရအင်ယူဂျီနိုင်ငံချင်းဝန်ကြီးဒေါ်စင်မောင်ကတော့အင်းနီချင်းထိုင်းဆွေရကအခုလိုထုတ်ပြောလာတဲ့ပေါ်အတိမှန်ပြုကျေးဇူးတင်တယ်လို့ဘီအန်နဲ့မိမြခန့်တွင်ပြောဆိုပါတယ်ထိုင်းနဲ့ကတော့အဲဒီလွတ်တော်ဘက်အချမ်းနဲ့ရောအနောက်ဒီပေါ့နော်ကျမတို့ပူပေါင်းဆောင်ရွက်နေတာအဲပို့ပြီးတော့ဟိုနင်းနီကက်ကက်ပေါ့နော် ဆောင်ရွက်လာနိုင်တဲ့နေထားလေးတွေရှိရဲအဲဒီမှာလည်းပဲထိုင်းလို့ပြောရင်ထိုင်းတနိုင်ငံနဲ့ပုံစံမျိုးနဲ့မဟုတ်ဖဲနဲ့ပေါ့လေဒီအာဆီယံ အဲပုံစံမျိုးနဲ့ပေါ့နော်အာဆီယံအသင်းကြီးရဲ့နောက်အာဆီယံရဲ့မိသားစုဝင်နိုင်ငံတနိုင်ငံအနေနဲ့ရောကျမတို့ရဲ့အင်ဒီဂျင်းနိုင်ငံတနိုင်ငံအနေနဲ့ပါပေါ့နော်ကျမတို့ဟိုကျမတို့ရဲ့သဘောထားတွေကျမတို့ရဲ့ထိတွေ့ဆောင်ရွက်မှုတွေကိုဟိုဓာတ်ရိုက်တစ်မျိုးပေါ့လေတွေ့ဟွားရွေးတစ်မျိုးကျမတို့ထိတွေ့ဆောင်ရွက်နေတာသတင်းစကားပေးတာတွေကျမတို့ရှိပါတယ်ဆိုတော့အဲ့ဒီရဲ့အဲဒီဆက်ဆံရေးတွေရဲ့ရလက်တွေကြောင်းလို့ပဲကျမတို့ပြောချင်တယ်ပေါ့နော်ဒါအခု အာဒီလာမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပေါ့နော်ထိုင်းထိုင်းကအခုနိုင်ငံတိုင်းဝန်ကြီးရောအထုတ်ဖော်ပြီးတော့ပြောဆိုသွားတာရှိတယ်ပေါ့နော်ဒါက credible ဖြစ်မှာမဟုတ်ဘူးအတိမတ်ပြဖို့ခက်လိမ့်မယ်ဆိုတဲ့ကိစ္စမျိုးကိုပြောသွားတယ်ပေါ့နော်ဒီရဲ့ဘိုင်းမှာဆိုတော့ဒါကထိုင်းနိုင်ငံရဲ့ထူးခြားတဲ့အပြောင်းလဲပဲဒီဟာပေါ်မှာလည်း appreciate ဖြစ်လာတယ်လို့တော့ကျွန်တော်တို့နားလည်လို့ရတယ်ဟိုတကြောင်းလည်းပြောရရင်တော့ကျွန်တော်တို့အရင်အထက်ပို့ပြီးတော့ပေါ့နော်လွှတ်တော်ဘက်ချမ်းကရောအဲပေါ့နော်ဘက်ပေါင်းဆောင်ကကျမတို့ဟိုတိုးမြှင့်ပြီးတော့ပေါ့နော် engagement လုပ်ဖို့လို့ လမ်းကြောင်းတွေရှိလာနေတယ်ထိတွေ့မှုတွေလည်းရှိလာနေတယ်လို့ပြောချင်ပါတယ်ညူဇီလန်ပါမင်ဒီမိုကရေစီနိုင်ငံတချို့ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲတူကိုလက်မခံနိုင်ဘူးလို့တရားဝင်ထုတ်ပြောထားပြီးအမေရိကန်ပြည်ထောင်စုရှိလွှတ်တော်အမတွေကလည်းရွေးကောက်ပွဲကိုလက်မခံနိုင်ကြောင်းသမ္မတထရန့်ဆွေကတရားဝင်ထုတ်ပြောပေးဖို့တောက်ဆမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ခင်ဗျာ